ကင်းနီလာမကျိုးစိုးပါရရှင်ဒီနေ့ဝက်သုံးထက်သားလေးကိုချင်ကန်ဆက်အရသာလေးနဲ့ချက်ပြမှာဖြစ်ပါတယ် ကဲစကြပါအောင်ရှင်ဒီမှာအသားလေးကလည်းအီအီလေးနဲ့အနှစ်ရသားလေးကလည်းအရန်ကိုစားကောင်းပါတယ်ရှင်ကဲဝက်၃တက်သားကိုဒီမှာ၃၀သားအသုံးပြုပေးထားပါတယ်နော်သူ့ကိုရေဆဲတန်းစင်ပေးထားတယ်ပြီးရသားလေးတွေထည့်ပေးမယ်စားလေးနဲ့ငယ်ထည့်ပါတယ်ချက်သားမုတ်လေးထည့်တယ်ပြီးရင်ငပြာရေလေးထည့်တယ်တကြားလေးနဲ့ငယ်ထည့်တယ်သားလေးတွေနူးသွားအောင်လို့ရေလေးထည့်ပြီးတော့ပြုတ်ပေးထားပါမယ်အခုချက်ပြတဲ့ချက်နီးလေးကရန်ကိုလည်းစားကောက်ပါတယ်ရှင် ။အဲဝက်သားလေးကို နောက်တစ်ဖက်လှည့်ပေးမယ်နော်။သားလေးတွေနူးသွားတဲ့အထိပြုတ်ပေးပါမယ်။အဲအခုဆိုလို့ရှိရင်ဝက်သားလေးကလည်းနူးပါပြီနော်။အေးခံပေးထားမယ်။ပြီးရင်အသားလေးတွေကိုပါပါလေးတွေလှိပေးထားပါမယ်။ဝက်သားတွေကိုထည့်ချက်မဲ့အချင်းရဆော့ပလေးလုပ်ပြမှာဖြစ်ပါတယ်ရှင်။စက်သွန်ပြူနေထောင်းထားတာလေးထည့်ပေးပါရစေ။ စက်သွန်ဘိတ်ကိုဒီမှာခက်များများလေးထည့်ပေးတယ်နော်ငရုတ်သီးကြက်မုတ်ကိုထမင်းစားစွန်းနဲ့တစုံစာထည့်ပါတယ်ငရုတ်သီးစိမ်းကိုတော့ဒီမှာခွက်နှစ်တောက်လောက်ပါပါလေးတွေပြီးထည့်ပေးထားတယ်ဒါကတော့ပဲငက်ပြာရဲ့အကျဲကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်တယ်ပဲငက်ပြာရဲ့အပြစ်ကိုအနှဲငယ်ထည့်ပါတယ်ခယူးစီထမင်းစားစွန်းနဲ့တစုံထည့်ပါတယ်ရောင်တင်မုတ်လေးထည့်ပါတယ်နော်စားထည့်တယ်တကြားထည့်ပါတယ်ရှင်ဒါကတော့သူ့ထဲမှာသုံးတဲ့ချင်ရီဆော့ပလေးပါရှာလာကာရဲ့တစုံထည့်ပါတယ်ပြီးရင်အားလုံးကိုရပါလေးတွေ ွေနှံ့သွားအောင်လို့ငွေပေးမယ်။ဒါဝတ်သားတဲ့ကိုပဲပြားလေးပါထည့်ပြီးချက်မှဖြစ်တဲ့ပဲပြားနှစ်တုံးကိုခတ်ထူထူလေးနှီးပေးထားတဲ့သားမုတ်ရဲ့စားလေးရဲ့ထည့်ပြီးတော့နေပေးပါရရှင်။မသားကြီးပဲဆိုတော့အီမာဆိုးလို့ပါနော်ပဲပြားလေးပါထည့်ကြော်ပြီးတော့ချက်ပေးတယ်။ဒါကြောင့်သူ့ရဲ့အရသာလေးကလည်းအရန်ကိုစားကောင်းပါလေ။ပဲပြားကိုအရန်ကျုပ်အောင်မကျော်ပါဘူးနော်။ဟိုဘက်ဒီဘက်အယောင်လေးလှတဲ့အထိကျော်ပေးမှဖြစ်ပါတယ်။အခုလိုတစ်ဖက်ချင်းစီလှည့်ပြီးတော့ကျော်ပေးမယ်။ ။အဒီလိုအနေလေးဆိုရင်တော့ပဲပြားလေးကိုဆက်ထားလိုက်ပါပြီ။အဲဒါဆွမ်းနာလေးထားတဲ့ဝတ်သားလေးကိုစီလေးနဲ့ထည့်ပြီးတော့နည်းနည်းကြော်ပေးမယ်နော်။အရန်ကျွတ်တဲ့အထိမကြော်ပါဘူးရှင်။ဒါကျက်သွန်နေနှလုံးကိုပါပါလီထားတာလေးထည့်ပြီးတော့ချက်ပေးမယ်။ဒါကျက်သွန်ဖြူနေထောင်းထားတာလေးထည့်ပေးမယ်နော်။အနှစ်ကလေးအတွက်ပါ။ပြီးရင်အားလုံးကိုသမသွားအောင်လုံးဝေးပေးမယ်။အရသာလေးထည့်ပေးပါရနော်။ငါးငပြာရည်လေးထည့်တယ်။စားနဲ့ကြက်သားမုတ်လေးအနေငယ်ထပ်ထည့်ပေးပါရ။ပြီးရင်အားလုံးကိုသမသွားအောင်လို့ဝေးပေးမယ်။ရည်လေ ေးနှဲငယ်ထည့်ပေးပါရရှင်ဝက်သားလေးတွေပို့ပြီးတော့နူးသွားအောင်ပါနော်အစောနာကြော်ထားတဲ့ဘဲပြားတုံးလေးတွေထည့်ပြီးတော့ကြော်ပေးပါမယ်ခတာကတော့ဆက်ထားတဲ့အချင်းရီဆော့ကလေးထည့်ချက်မှဖြစ်တဲ့သူ့ရဲ့အရသာကအကုန်လုံးဒီထဲမှာပါတဲ့အတွက်ကြောင့်အရသာထွေးထွေးထူးထူးထည့်ချက်စရာမလိုတော့ပါဘူးနော်အယောင်လေးနဲနေတဲ့အတွက်အယောင်တင်မုတ်လေးအနှဲငယ်ထပ်ထည့်လိုက်ပါရယ်ပြီးရင်အားလုံးကိုသမသွားအောင်လို့ငွေပေးမယ်စီပြန်လာတဲ့အထိချက်ပေးပါမယ်နော် ညသားလေးကတော့မြည်လိုက်တဲ့အခါမှာလိုနေလို့စားနဲ့ကြက်သားမုတ်လေးနဲငယ်ထည့်လိုက်ပါတယ်။ဒါကော်မုတ်ကိုထမင်းစားစွန်းနဲ့တစွန်းရေသုံးစွန်းစာထည့်ပြီးတော့ကော်မုတ်ကလေးဖြော်ပြီးတော့ထည့်ပေးပါတယ်။ကော်မုတ်ထည့်ပြီးတာနဲ့ကြက်သွန်မိတ်ပါပါလီထားတာလေးထည့်ပြီးတော့အုပ်ပေးလိုက်ပါမယ်နော်။ အရန်ကိုစားကောင်းပါတယ်ရှင်အခုချက်နီးလေးကိုလိုက်ပြီးတော့ချက်စားကြည့်ကြပါနော်ကဲဒီလိုအနေထားလေးဆိုရင်တော့ရပါပြီရှင်အခုဆိုရင်တော့အရန်ကိုစားကောင်းပြီးရတာရှိတယ်ဝက်သုံးထက်တာအဆက်ချက်လေးရပါပြီရှင်